မင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လဲချုပ်ဆိုပါရစ်ဒီကနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့ရဲ့နေစဉ်ပေါ်မှာမြင်တွေ့နေကြပစ္စည်းလေးတွေအရာဝတ္ထုတွေမှာလူတတော်များများသတိမထားမိတဲ့လှည့်ဝတ်ချက်တွေရှိတယ်ဆိုတဲ့အကြောင်းပြောပြပေးသွားမှာပါဒီတော့နေစဉ်ပေါ်ကမထင်မထားတဲ့လှည့်ဝတ်ချက်တသေးလေးတွေကဘာတွေဖြစ်မလဲဆိုတာကိုစိတ်ဝင်စားတဲ့ဆိုရင်တော့အခုဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်လိုက်ပါကဲအစင်းသင်းဖြစ်ပြီဆိုရင်တော့စားလိုက်ရအောင်ပါ ဒါဆိုရင်ကျွန်တော်ခုပြောပြမယ့်ပထမအဆုံးအရာကတော့မြို့ထဲမှာရှိတဲ့ရင်စီကန်လမ်းစီကန်အချက်ပြဆိုင်းဘုတ်တွေရဲ့ထူးဆန်းတဲ့အရာလေးတွေပါ။တနေ့တနေ့ကာမောင်ကြီးအပြင်သွားနေကြပြီမယ်ဒီလိုအချက်ပြဆိုင်းဘုတ်လေးတွေမှာလူတွေထိမှတ်မထားတဲ့အရာတွေလည်းရှိနေတတ်ကြပါရဲ့။အခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းရင်စီကန်လမ်းစီကန်တွေရဲ့ဆိုင်းဘုတ်တွေမှာအပေါက်လေးတွေပါဝင်တာကိုတွေ့ရမှာပါ။ပရိသတ်တို့လည်းစဉ်းစားကြည့်လိုက်ပါ။ဒီလိုအပေါက်တွေကဘာအတွက်ပါဝင်နေရလဲ။နောက်ပြီးစနေတကျဖောက်ထားတာကိုလည်းပရိသတ်တို့တွေ့ရမှာပါ။ဒီလိုဖောက်ထားတာဘာကြောင့်လဲဆိုတာစိတ်ဝင်စားစရာပဲမဟုတ်လားဗျာ။ အကြောင်းကတော့ဒီလိုဆိုင်းဘုတ်တွေကလမ်းပေါ်မှာထောင်ထားရတာဖြစ်တဲ့အတွက်နေပူတယ်မိုးရေတယ်လေထဲမှာအချိန်တိုင်းရှိနေမှာပါတာဝန်ရှိသူတွေကအဲ့ဒီဆိုင်းဘုတ်တွေကအမှန်တကယ်လေတံကိုခန့်နိုင်ရှိအောင်လို့အပေါက်လေးတွေဖောက်ထားတာဖြစ်ပါတယ်တင်းအနေနဲ့လဲကြားဘူးကြမှာပါတကယ်လို့လေအရန်တိုက်ရင်အိမ်ရဲ့ပရင်းပေါက်တွေတကားပေါက်တွေအားလုံးလုံအောင်မပိတ်ရဘူးဆိုတာသိကြမှာပါဒီလိုပါပဲအခုလည်းတကယ်လို့လေတိုက်ခဲ့သည်ရှိသောလမ်းပြဆိုင်းဘုတ်တွေကလွယ်လွယ်နဲ့မလဲတော့အောင်ဆိုင်းဘုတ်တွေမှာအပေါက်လေးတွေဖောက်ထားတာဖြစ်ပါတယ် ဒါအပြင်ဒီရင်စီကန်လန်စီကန်အချက်ပြဆိုင်းဘုတ်တွေကမိုးတွေမှောင်မဲနေအောင်ရွာခဲ့ရင်လေမိုးထဲမှာရှင်အန်ဒီရဲ့မဖြစ်ပွားစေဖို့အတွက်ရောင်ပြန်တွေအသုံးပြုထားတယ်လို့ညာအမှောင်ထဲမှာမြင်ရအောင်လို့လည်းရောင်ပြန်တွေအသုံးပြုပေးထားပါရီနောက်ပြီးအခုဗီဒီယိုထဲမှာမြင်ရတယ်လို့အပေါက်လေးတွေနဲ့ရင်စီကန်ဆိုင်းဘုတ်တွေကိုမြင်ရရင်အဲ့ဒီအပေါက်တွေကလေပြင်းတိုက်တဲ့အခါဆိုင်းဘုတ်လေးလွယ်လွယ်လဲမသွားဘူးတက်ဆိုင်ရတာဝန်ရှိသူတွေကအမျှော်မြင်ရှိစွာပြုလုပ်ထားတာဖြစ်ပါရီ ဒါမှသာဆိုင်ဘုတ်တွေကလေထဲမှာလွလွယ်နဲ့မလဲတယ်လို့လွင်းထွက်ပြီးလူတွေကိုထိခိုက်မှလည်းစိတ်မပူအားတော့ဘူးဗျာ။ကဲဆက်လက်ပြီးနောက်ထပ်ပြောပြမယ့်အကြောင်းအရာကတော့ထူးဆန်းတဲ့ QR code အကြောင်းပါ။ဒီကနေ့မှဆိုရင် QR code တွေကိုနေရာတော်တော်များများမှာတွေ့ရမှာပါ။စားတောက်ဆိုင်တွေငွေလဲငွေထုတ်ကိစ္စရက်တွေခရီးသွားလက်မှတ်ဖြတ်တဲ့နေရာတွေမှာတော့ဒီလိုမျိုး QR code တွေကိုတွေ့ရပါတယ်။တချို့နိုင်ငံတွေမှာဆိုရင်တင်းကျိုင်းကအုတ်ကူတွေမှာပါ QR code တွေတွေ့ရမှာပါ။ဒီလို QR code တွေရဲ့ပုံတွေက အလေးတောက်အတုံးလေးတွေကလည်းတစ်ခုနဲ့တစ်ခုမတူအောင်ဖန်တီးထားနိုင်တာကလည်းအမတန်စိတ်ဝင်စားစရာကောင်းတဲ့အရာပါဒီတော့ဒီ QR code တွေမှာဘာတွေပါဝင်နေသလဲဘလို့ဖန်တီးထားသလဲဆိုတာနေစဉ်အတုံးပြုနေကြပေမဲ့သိတဲ့သူတော့နေပါပါတယ်သိတဲ့သူနေပါရုံသာမကစိတ်ဝင်စားတဲ့သူလည်းနေပါပါတယ် QR code ကို1994ခုနှစ်ကဂျပန်လူမျိုးအင်ဂျင်နီယာတယောက်ဖြစ်တဲ့ Masahiro Hara ကတီထွင်ခဲ့တာဖြစ်ပါတယ်ဒီလိုဒီဇိုင်းမျိုးနဲ့ QR code ကိုထုတ်လုပ်ဖို့သူကဘလို့ idea ရခဲ့တယ်လဲဆိုရင်တော့ တို့ဂျပန်နိုင်ငံရဲ့တောင်ကိုရီးယားလိုနိုင်ငံမျိုးတွေမှာဒီကနေ့အထိစော့ကစားနေစေဖြစ်တဲ့ရိုးရကစားနီးမာကြောက်ကစားနီးကိုအခြေခံတီထွင်ထားတာပါ QR code ကိုဖန်တီးတာကတင်ချာကိန်းငန်းတွေကိုဖန်တီးတာဖြစ်ပါတယ်။ QR code ကကျွန်တော်တို့ရဲ့ပစ္စည်းတွေရဲ့ပါကင်တွေမှာပါ barcode နဲ့သဘောထားချင်းအတူတူပါ။ကျွန်တော်တို့ထည့်သွင်းနေတဲ့အချက်လက်တွေ link တွေကို bracketing စနစ်နှစ်လိပ်စီစနစ်အနေနဲ့ထည့်သွင်းလိုက်ပါတယ်။ပြောရရင်တော့ကွန်ပျူတာဘာသာစကားဖြစ်တဲ့3.1 1.3စတဲ့သဘောတရားတစ်ခုလိုပါ။ ဒီလိုကွန်ပျူတာဘာသာစကားနဲ့ QR code အဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့နောက်ဆုံးရလတ်ကတော့၄တောင်အတုံးလေးတွေပုံစံနဲ့ QR code ကိုရရှိလာပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့နေ့စဉ် scan ဖတ်နေတဲ့ QR code တွေဘယ်လိုဖြစ်တယ်လဲဆိုတာသင်လည်းသိရှိသွားလောက်ပြီးထင်ပါတယ်။ဆက်လက်ပြီးနောက်တစ်ခုကတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကြပစ္စည်းတိုင်းမှာ logo တွေ brand name တွေရှိတာကိုသိကြမှာပါဒီလို logo တွေ brand name တွေမှာလည်းပြည်သက်တို့မထင်တာတဲ့လှည့်ဝတ်ချက်တွေရှိနေပါသေးတယ် အဲ့ဒီလေးဝက်ချက်တွေကတော့ပန်းရှင်တွေသာသိနိုင်မယ့်အကြောင်းအရာတွေဖြစ်ပါတယ်တခါတလေမှာသူတို့ရဲ့အချက်လက်တွေကလိုင်းတသေးလေးတစ်ချောင်းလေးဖြစ်နိုင်တယ်လို့စက်လုံးလေးတစ်လုံးလေးဖြစ်နိုင်ပါ रे အခုလဲကျွန်တော်ကအချိုရဲ့ brand တစ်ခုဖြစ်တဲ့ 7up ဆိုတဲ့အချိုရဲ့ logo လေးအကြောင်းပြောပြပေးသွားမှာပါဒီလိုမျိုး 7up ဆိုတဲ့နာမည်ဖြစ်ပေါ်လာပုံကိုလူတွေကအမျိုးမျိုးပြောဆိုနေကြပြီမဲ့သူနဲ့ပတ်သက်ပြီးတော့ theory လည်းအများကြီးရှိပါ रे 7up brand ဟာသူ့ရဲ့မူလ original plain site ကြောင့် 7up ဆိုပြီးနာမည်ပေးထားတယ်လို့ပြောဆိုပါ रे ။ဘာကြောင့်လဲဆိုတော့မူလာ7 app play မှာဆိုရင်ပါဝင်တဲ့အချိုးရေပမာဏဟာခုနှစ်အောင်စသာ ရှိတယ်လို့ဆိုပါရည်။တချို့ကလည်း brand name ဖြစ်တဲ့7 app ကိုစလုံးပေါင်းကြည့်မယ်ဆိုရင်7 app ဆိုပြီး letter 7ခုနှစ်လုံးရရှိပြီးဒါကြောင့်ပဲ7 app ဆိုပြီးကိုက်ညီအောင်နာမည်ပေးထားတယ်လို့ပြောဆိုပါရည်။တချို့လူတွေရဲ့သုံးသက်ချက်ကြပြန်တော့လေ7 app play ရဲ့မူလ formula မှာဆိုရင်ပါဝင်တဲ့ပစ္စည်းက9မျိုးပါဝင်တာကြောင့်လို့လေဝေဖန်ကြပါရည် နောက်ပြီး app ဆိုတဲ့အတိတ်ပဲကတော့ lithium connect ဆိုတဲ့ startup ကိုတောက်သုံးပြီးလူတွေကပေါ်ပါလန်ဆန်ပြီးတက်ကြွစေတဲ့အကျိုးသက်ရောက်မှုတွေကိုကိုးစားပြုတာဖြစ်တယ်လို့လည်းဆိုပါရယ်။တနည်းအားဖြင့်စိတ်တွေပေါ်ပါလန်ဆန်ပြီးလေးတဲ့လွင့်ထွက်သွားတဲ့သဘောပါ။ဒါပေမဲ့လည်း1940ခုနှစ်ဝင်းကျင်မှာတော့ FDA က solar တောက်သုံးမှုကိုတားမြစ်ခဲ့ပါရယ်။ဘာလို့လဲဆိုတော့သူ့မှာပါတဲ့ lithium ဓာတ်ကိုအများကြီးသုံးဆွဲမိခဲ့ရင်လူတွေကအစိတ်ဖြစ်စေနိုင်လို့ပါ7 app soda plane ရဲ့ထူးခြားချက်က brand name မှာနေမဟုတ်ဘဲ logo မှာပါထူးဆန်းတဲ့အရာတွေပါဝင်ပါတယ် တင်လဲတီးတဲ့အတိုင်းပါပဲ7နဲ့ app အကြားမှာအနီးရောင်အလုံးကဘာကြောင့်ထဲထားရတာဖြစ်မလဲဒါကိုစဉ်းစားမိကြပါလားပရိသတ်တို့ရေတချို့ကတော့ logo ကိုအမှတ်သားဖြစ်အောင်ဖန်တီးပြုလုပ်ထားတယ်လို့ထင်ကြပေမဲ့တချို့လူတွေကတော့အနီးရောင်မျက်လုံးကိုကိုးစားပြုတယ်လို့ပြောဆိုကြပါတယ်ဒါဆိုရင်အဲ့ဒီအနီးရောင်မျက်လုံးကရောဘာဖြစ်မယ်လို့ထင်ပါသလဲအဲ့ဒါကတော့ Seven App Store ကိုတီထွင်ခဲ့တဲ့ Charles Lap Grip ရဲ့မျက်လုံးကိုကိုးစားပြုတယ်လို့ထင်ကြပါတယ်ဒါပေမဲ့လည်းဒါဟာဝေဖန်သုံးသက်သူတွေရဲ့ထင်မြင်ချက်သက်သာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ဒီတီထွင်သူရဲ့ဓာတ်ပုံကလည်းအလုံးဟာအဖြူမဲ့ဓာတ်ပုံဖြစ်နေလို့ပါ။တချို့ကလည်းဒီလိုအနီရောင်အလုံးလေးထည့်ထားတဲ့လူကဟာကိုကကိုလာအချိုရဲ့တက်မှတ်ထားတဲ့အနီရောင်နဲ့တူတာကြောင့်ကိုကကိုလာကိုရှင်ပြိုင်မှုလူကိုရဲ့အနီရောင်တမင်တုံးထားတာဖြစ်နိုင်တယ်လို့လည်းဝေဖန်ကြပါရစေ။ဒီလိုပဲကိုကကိုလာအချိုရဲ့လူကိုမှလည်းလျှို့ဝှက်ချက်တွေရှိနေပါရစေ။ကဲဒါဆိုရင်ကိုကကိုလာအချိုရဲ့လူကိုရဲ့လျှို့ဝှက်ချက်တွေကတော့ဘာဖြစ်မလဲ။ ကိုလာလူကိုရဲ့ O နဲ့ L ကြားမှာဆိုရင်ဆက်ပြီးရေးထားတဲ့စလုံးအဆက်လေးကဒိမန်နိုင်ငံရဲ့အလံပုံပဲဖြစ်ပါတယ်။ပရိသတ်တို့လည်းအခုဗီဒီယိုလေးထဲမှာတွေ့ရတဲ့အတိုင်း Coca-Cola ရဲ့ brand logo ထဲမှာနိုင်ငံတကာနိုင်ငံရဲ့အလံပါမယ်ဆိုတာဘယ်သူမှသတိပြုမိမှာမဟုတ်ပါဘူး။ကိုလာကိုအမေရိကန်ကထုတ်လုပ်ခဲ့ပြီးမဲ2013ခုနှစ်တုန်းကအပျော်ရွှင်ဆုံးနိုင်ငံထဲမှာဒိမန်နိုင်ငံလေးပါဝင်လာကြောင်းဒိမန်နိုင်ငံရဲ့လေးစိတ်မှာကိုလာပွဲတော်ကြီးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီမှာပွဲလာတက်တဲ့သူတွေဟာဒိမတ်အလံကိုကိုလာဆိုင်းဘုတ်ဗနိုင်းကြီးကနေထုတ်ယူလိုက်တဲ့အခါမှာတော့သတိထားမိတာကကိုကကိုလာလူကိုရဲ့စလုံးဆက်တဲ့နေရာကဒိမတ်နိုင်ငံရဲ့အလံနဲ့ကွက်တိကျနေတာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်တစ်ခုကတော့လီကိုအယုတ်လေးတွေမှာပါဝင်တဲ့ထူးဆန်းတဲ့လှေဝှက်ချက်ကိုတွေ့ရမှာပါ။ပရိသတ်ကြီးတို့ကမှမျိုးသားပရိသတ်တွေပါမယ်ဆိုရင်တော့လီကိုအယုတ်တွေနဲ့စိမ့်မယ်လို့တော့မထင်ပါဘူး။အခုခေတ်ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လီကိုအယုတ်တွေဆက်ရတာဝါသနာပါကြမှာပါ။ဒီတော့ထူးခြားတာကိုပြောမယ်ဆိုရင်တော့လီကိုအယုတ်လေးတွေရဲ့ ခေါင်းပုံစံကတရုတ်နဲ့တရုတ်မတူကြပါဘူး။တချို့အယုတ်တွေမှာဆိုရင်လီကိုရဲ့ခေါင်းကအခေါင်းပေါက်ပုံစံတွေဖြစ်ပေမဲ့တချို့လီကိုအယုတ်တွေမှာတော့အပေါက်မပါပါဘူး။1988ခုနှစ်တုန်းကလီကိုကုမ္ပဏီကမတူညီကွဲပြားတဲ့လီကိုအယုတ်ပေါင်းများစွာမိတ်ဆက်ခဲ့ပါတယ်။တချို့အယုတ်တွေမှာဆိုရင်အယုတ်ရဲ့ဥကောက်မှာအုတ်ခဲလိုအတုံးလေးတွေပါဝင်ပြီးတော့တချို့လီကိုအယုတ်တွေမှာဆိုရင်တော့ဥကောက်မှာအပေါက်ကလေး၃ပေါက်ပါတာကို1992ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကကဘာတော်ဝန်ကလီကိုအယုတ်ဆက်တဲ့သူတွေကအပေါက်၃ကပေါက်ပါတယ်လီကိုခေါင်းအတွက်အပြေရှာခဲ့ကြပါတယ်ဒါပေမဲ့လည်း2012ခုနှစ်နဲ့2013ခုနှစ်အတွက်လီကိုအယုတ်တွေမှာတော့ဒီအပေါက်၃ပေါက်ပါတယ်လီကိုအယုတ်တွေထပ်မထွက်ပဲဥကောင်းတွေကအပိတ်တွေပြန်ဖြစ်သွားခဲ့ပါတယ်လူတော်တော်များများကဒါကိုစိတ်ဝင်စားနေကြတဲ့အချိန်မှာပဲအခုလိုပြောင်းလဲပြင်ဆင်လိုက်တဲ့အတွက်ပိုပြီးစိတ်ဝင်စားခဲ့ပါတယ် တချို့လူတွေကလည်းလီကိုအယုတ်ဆိုတာများသောအားဖြင့်ကလင်းငယ်တွေဆော့တာဖြစ်တဲ့အတွက်မတော်တဆပါဇက်သေးရောက်ပြီးမျိုးချမိတယ်ဆိုရင်အစာရေပြုံမှာလီကိုရဲ့အစိပ်ပိုင်းတွေကပိတ်မိရင်အပေါက်ပါတဲ့အတွက်ကလေးတွေရဲ့လေပြင်းမှာအရန်ကြီးတက်မနေပဲကုသလို့လွယ်ကူအောင်ဖြစ်မယ်ဆိုပြီးထူးထူးဆန်းဆန်းတွေးထင်လာပါတယ်။ဒါဟာယူယူတရန်လေးပဲတွေးတာပါ။ကဲနောက်ဆုံးပြောပြခြင်းတဲ့အကြောင်းအရာကတော့ရေတံမှုအဖုံးနေမှာရှိတဲ့မိတ်ဆွေတို့မသိသေးတဲ့လှိဝတ်ချက်ကိုပြောသွားမှာပါ။ ရေတံမှုဆိုတာကတော့ကျွန်တော်တို့ရဲ့နေစဉ်ပတ်ဝန်းကျင်မှာအတွေ့ရအများဆုံးဖြစ်တဲ့အရာပါဒီလိုအမတန်မြင်တွေ့နေကြဖြစ်ပေမဲ့သတိမထားမိတဲ့အချက်ကရေတံမှုကိုဖွင့်လိုက်တဲ့အခါမှာလုံးဝအဖုံးနဲ့ရေတံမှုတွေကတခြားစီဖြစ်မသွားပဲတွဲလှယ်လေးကျန်နေသေးတာကိုလူတိုင်းသတိထားမိကြမယ်ထင်ပါတယ်2024ခုနှစ်တုန်းကကျင်းပပြုလုပ်ခဲ့တဲ့ဥရောပသမဂ္ဂအစည်းအဝေးမှာပလတ်စတစ်နဲ့အဖုံးနှီးတွေနဲ့ပတ်သက်ပြီးနီလန်းတချို့ကိုချမှတ်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ကမ္ဘာပေါ်ကလူအများဆုံးလွှတ်ပြစ်ကြတဲ့အမှိုက်တွေထဲမှာရေတံမှုအဖုံးတွေကအတော်လေးများနေလို့ပါ။ တမုတ်တရားကြီးတွေမှာခုံမောင်းကြတဲ့သင်းမောတွေပေါ်မှာလေရေတံဘူးတွေကိုလူတွေကစွန့်ပစ်ကြပါတယ်ဒီလိုစွန့်ပစ်တဲ့အခါမှာလဲဘူးအဖုံးတွေကိုတည်တည်ကြာကြာပြန်ပိတ်ပြီးစွန့်ပစ်တဲ့အတွက်ရေနေတက်တော်တွေကိုဒုက္ခတွေ့စေပါတယ်ဒီလိုနဲ့ပဲ EU ရဲ့ဆုံးဖြတ်ချက်ကြောင့်အင်္ဂလန်နိုင်ငံမှာအခုနောက်ပိုင်းထွက်တဲ့ရေတံဘူးအဖုံးတွေကအရင်ရေတံဘူးအဖုံးတွေထက်ပိုပြီးမြင့်အောင်ထုတ်လုပ်လာကြပါတယ်ပရိသတ်ကြီးတို့လည်းဒီဗီဒီယိုလေးတွေကလိုပုံစံမျိုးနဲ့တွေ့မြင်ရမှာပါအဖုံးလည်းမြဲသလိုလွယ်လွယ်ကူကူနဲ့လည်းဖြုတ်လို့ရပါတယ် ဒီစနစ်ကအမေရိကန်မှာတော့လိုက်နာမှုမရှိသေးပါဘူးအခုလိုရေတံဘူးလိုမျိုးလွယ်လွယ်ကူကူနဲ့အတုံးပြူနေကြပစ္စည်းတွေအပေါ်မှာဂယူးဆိုင်လိုက်မယ်ဆိုရင်ရေတံဘူးတွေကိုဝင်ပြီးပိတ်မိသွားစေမယ်ရေနေတတ္တဝါလေးတွေကိုကဲတင်နိုင်မှာမဟုတ်လားပြည်သူတို့ကြီးဟုတ်ကဲ့ပါဒီလောက်ဆိုရင်တော့ကျွန်တော်ဒီကနေ့ပြောပြသွားတယ်လူတွေမထင်မှတ်ကြတဲ့နေစဉ်သုံးပစ္စည်းတွေရဲ့လှည့်ဝတ်ချက်တချို့ကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်နောက်ကိုလည်းကျွန်တော်ကအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ အဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။